င်္ဂလာပါရှင်ကိုစီတင်တစီမျိုးတော် channel ရနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာနောင်ယိုးစေးရဲ့အရှူးသူတော်နဲ့လေးစုမြောက်တင့်မာကိန်းနဲ့ဖះဆိုတဲ့ဇလန်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်တောင်စောင်းနဲ့ကြီးမောင်တင်းရရေစီမာဝစ်တွားပြီးရဲ့ရီဖြန်ဖြန်ကြရင်ဖူးတောက်ကြရဲ့လက်ထက်ရဆင်းလူတော်ကိုကျင်းကျင်းရှိခိုးဥခိုက်တယ်သူတော်တို့တောင်စောင်းနဲ့ကြီးကိုကြည့်ပြီးပီတိအဟုန်ကူးဆက်မိတယ် ကျုပ်ဒီတောင်းစောင့်ကြရတဲ့နှစ်ဖြစ်တည်းကကျုပ်ရဲ့တောင်းမှာဆင်းလို့တစုခင်းအောင်နေရဆိုတာသိမိတယ်။ဖူးချင်းစိတ်တွေတိတ်ပြင်းပြတာပဲ။ဒါပေမဲ့ဖူးဖို့အတွက်ကြောင့်ဘလို့မှအခွင့်အရေးမရနိုင်ဘူး။အဲ့ဒီနေရာကျုပ်တံဝင်ရောက်လို့မရဘူးလေ။ဘာလို့ဝင်လို့မရတာလဲ။ကျုပ်လိုပုံမဆိုးတယောက်အတွက်အဲ့ဒီထဲဝင်ဖို့ဘလို့လို့ဖြစ်နိုင်မှာလဲဆရာသူတော်ရဲ့။ဒါပေမဲ့တောင်းစောင့်နဲ့ကြီးပဲမူတကားဖွင့်ပေးခဲ့တာမဟုတ်လား။ဒါအထက်နဲ့တူတာခွင့်ပေးထားလို့ဒီအတိုင်းဆိုရင် အနားတော်ကက်ခွင့်မရှိဘူး။အော်တောင်ဆောက်နဲ့ကြီးကစင်းတို့တော်ထက်မှန်ပြီးဥခိုက်ဖူးမြော်ပြန်နေသူခမရအနှစ်နှစ်အလားလားတွေကဆန္ဒရှိခဲ့သူမှုရရှိခြင်းကြည်နူးမှုတို့ကစေချိုးကစင်းလိုဖြစ်ပြီးပြုမှုနေမိတာလည်းဖြစ်တယ်။ကဲတောင်ဆောက်နဲ့ကြီးသူတို့လူလဲသွားရတော့မယ်။ဟုတ်ကဲ့ပါဆရာသူတော်သွားပါဒီဘက်လမ်းကနေသွားပါ။သူတို့ပြောတဲ့စကားကိုတောင်ဆောက်နဲ့ကြီးကလိုက်လဲရုံရုံပြန်ပြောတယ်။လမ်းကိုလည်းညွှန်ပြတယ်။သူတို့တို့သုံးယောက်လည်း တောင်စောင်းနဲ့ကြီးမောင်းတင်းပြရဲ့လမ်းအတိုင်းဆင်းခဲ့ကြတယ်။လမ်းရောက်ပြပြညအခါသမယလင်းချင်းအောင်ဆွမ်းဆောင်ပေးထားတယ်။သူတို့သုံးယောက်လမ်းအတိုင်းတောင်အောက်ကိုဆင်းနေပြီ။အစင်းလမ်းခရီးကလာတော့လို့မဟုတ်ဘူး။လမ်းကပြေးပြီမဲ့အောက်စီကိုတွန်းနေမရောက်နိုင်ဖြစ်နေတယ်။ဖိုးတောက်ကြဆိုရင်ဆင်းသူတော်ကိုရှင်မပိုက်ထားရသူမို့ရှောင်ရင်းရှောင်ရင်းအတော့ကိုပင်ပန်းနေပြီ။ဆရာသူတော်ခဏလောက်နားရအောင်။ညောင်းနေပြီနာ။ညောင်းနေပြီဗျ။ဒါဖြင့်လေနာနာ။ ဟိုတောက်ကြဆင်းလို့တော့အနည်းကကြောက်တုံးတစ်ခုစီမှာတင်လိုက်တယ်။ပြီးတော့သူကကြောက်တုံးအောက်ခြေစီမှာခြေပြင်းလက်ပြင်းထိုင်လိုက်တယ်။သူတို့ကလမ်းလေမှာပဲအစင်းပတ်လှဲ့လို့ခြေကားရလက်ကားရထိုင်နေတယ်။ဖိုးတောက်ကြတော်မောလား။တစီကြီးကဖိုးတောက်ကြနားရောက်လာပြီးမေးတယ်။ဖိုးတောက်ကြလည်းတစီကြီးကိုမေးမှမေးတယ်လေရဲ့ဆိုရင်အကြည့်မျိုးနဲ့ကြည့်ပြီးဘယ်နဲ့မေးတာလဲဗျာ။မောတာပေါ့။မောတာမှလေရှားထွက်ပြီးနှစ်ဖူးပြန်ရိုက်တော်မယ်။ဒီလိုမျိုးလား။ဖိုးတောက်ကြပြောကြတယ် တစင်ရပါဇက်ကိုဟပြီးရှာအရှိထုတ်ပြတယ်နှစ်ဖူးကိုလည်းရိုက်ပြတယ်ဟောကျုပ်ကတကယ်မောနေပါဆိုတစင်ရလာလောက်နေပြန်ပြီဘူတော့ကြစိတ်မရှိပဲပြောပြီးတော့တစင်ဘေးမှာဝင်ထိုင်ရင်းစိတ်မတူပါနဲ့ကွာငါမင်းကိုစိတ်သက်သာရရှာအောင်လုပ်ပြတာပါအင်းဘောတစင်ရတော့မမောတော့ပြုံးအားရှိတာပေါ့ကျုပ်မှာတော့မောလုံးလို့တက်တောင်ထွက်ချင်နေပြီရှင်ရလည်းစားလိုက်တာဖူးတော့ကြကိုတစင်တနာသွားမိတယ်သူ့အနေနဲ့ဘလောက်သွားသွားမမောဘူးနေ ဆရာသူတော်ဆိုရင်လည်းကြင်ကြံခဲ့တဲ့ဂုံတက်တိကြောင့်အဲ့ဒီလောက်မောမှာမဟုတ်ဘူးဟုတ်တော့ကြမင်းရေတောက်ကျင်တာတောက်ကျင်တာပေါ့ဒီအချိန်မှလေရေအေးအေးနေတောက်လိုက်ရလို့ရတော့ကွာငါရေသွားခက်ပြီမေတကယ်လားတကယ်ပေါ့ဒါဖြင့်လည်းခက်တိုက်ပါအောင်ဗျာအေးအေးတစိကြီးထပြီးဖုတော့ကြနာကနေရေခင်းနေထွက်သွားတယ်အချိန်နည်းနည်းတော့စောင့်ပြီးတော့ဖုတော့ကြစီတစိကြီးပြန်ရောက်လာတယ်လက်ထဲမှလေဖက်ကတော့ထိုးပြီးရေတွေခက်လာတယ်ရှုံဖုတော့ကြ ဟူတော့ကြရေကိုရှူပြီးငငမရတောက်မိတယ်ရေတောက်ပြီးတော့တစိရတောက်ကြပြန်ငါပြောစရာရှိလို့ဘာပြောမှလဲတစိရဘေးဘီတစ်ချက်ဝေ့ကြည့်တယ်ဘာလို့လုံးတစိရငါပြောမလို့ကွာဟိုတယောက်ရှိမရှိကြည့်နေရဘယ်တယောက်တော့တောင်ဆောင်နဲ့လီတောင်ဆောင်နဲ့ဖူတော့ကြမျက်ခုံးတွေပြင့်ပြီးတောင်ဆောင်နဲ့ကဘာလို့လုံးမြတ်ဘာဖြစ်ရမလဲငါတို့အဲ့ဒီလိုလှည့်စားထားတာဘလို့လှည့်စားရအောင်ဖူတော့ကြနားမလည်နိုင်လို့မေးတယ် တစီရဟောမင်းကလည်းခက်ပြီငါတို့ဒီတောင်းကနေစစ်မရအောင်အဲ့လိုလှည့်စားထားတာလို့ပြောတာလူမဟုတ်ပါဘူးပြန်နဲ့ပါအေးကွာနဲ့နဲ့အဲ့ဒီနဲ့လှည့်စားထားတာ तू ကဘာလို့လှည့်စားရအောင်တစီရောဘလို့သိရအောင်မင်းမလဲမင်းမြန်ထူလိုက်တာငါပြောမယ်ငါရှိသွားခက်တော့မင်းစာလေးတကောင်နေစုံနေမင်းစာလေးနဲ့စကားဆက်မိရင်အစင်းနဲ့တလောက်ခက်ခက်ခဲခဲပင်ပင်မမမစင်းရအောင်လို့ပြောတယ်တောင်စောင်းတဲ့ကြီးကိုလည်းမရှုံနေတဲ့အဲ့ဒါနေငါပြန်လာခဲ့တာ ီနေ့ရောက်တော့ဟိုဘက်ကြောက်တုံးနာမှာအဲ့ဒီလိုအေးနှက်ကိုတွေ့ရဲကွာဟောဗျာခုမရှိသေးတာငါ့ကိုတွေ့တော့ရေခင်းနဲ့ပုံသွားတယ်ခုတော့ထပ်မတွေ့တော့ငါအထင်ပြောရရင်ဒီနေ့ကဖះဖူးလို့မဝသေးတာနဲ့ငါတို့နှိမ့်စားနေရဖြစ်မယ်ခုနကငါမျက်နှာအဲ့ဒီလိုနှက်ပါဆိုဗျာအေးကွာအဲ့ဒီနှက်ကဖះကိုလက်အုပ်ချီပြီးဖူးနေတာဟောဒါဆိုရင်တော့ तू နှဲ့ပြားတာတေးကြပြီအေးဒါဆိုရင်ဆရာသူတော်ပြောလိုက်လေငါတယောက်တည်းပြောရင်မယုံမှဆုံးလို့ ဒါဖြင့်ကျုပ်ပါလိုက်ခဲ့မယ်။မနဲ့ဗျာ။ကျုံလေးငယ်တုန်းကတောင်းနေပါရဲ့တက်ဖူးပါရဲ့။အတက်ပင်မောတာကြားဘူးလား။ခုကအစင်းကြီးကိုမောနေတာ။ဟိုတောက်ကြပွားစီပွားစီပြောရင် သူတော်နာအုပ်သွားတယ်။တစိင်းနဲ့လိုက်ပါလာတယ်။သူတို့နှစ်ယောက်ကက်လာတာတော့သူတော်ကကြောက်ခန့်ရက်သားကာကာကြီးထိုင်နေရလှည့်ကြည့်မလား။ဆရာသူတော်ဟိုတောက်ကြအတန်ပြူတယ်သူတော်မကြားတဲ့အတိုင်းပဲတိုးတုတ်တာမလုပ်ဘူးဆရာသူတော်ဖိုးတောက်ကြအနာတိုးပြီးတော့ထက်ခေါ်တယ်သူမချနာပဲဒီတော့ဖိုးတောက်ကြရောတစီကြီးပါ သူတို့ဗာမများဖြစ်နေလဲဆိုပြီးအနည်းကကြည့်ကြရောအဲ့လိုလေသူတို့တယောက်ထိုင်ရသားနဲ့တရှူးရှူးအတန်ပေးရင်အိတ်နေတာဆရာသူတို့ဟိုတောက်ကြခတ်တူးတို့ခေါ်ရင်ဂိုင်လုံနှိုးတယ်တောက်ကြဆရာသူတို့ကဘုဒ္ဓကျအခေါ်ရှိနို့သွားလာလားမသိရအရှမ်းကရောလှုပ်မနှိုးနဲ့ဟုတ်အော်ဟုတ်မယ်အဲ့ဒါဖြစ်နိုင်တယ်ဘုဒ္ဓကျနောက်ကိုပြန်ဆုပ်ပြီးဆရာသူတို့ကဖိုးလို့စီကိုသွားနေရဆိုတော့ခုကျုပ်တို့ဘာလုပ်မလဲဘာလုပ်တတ်မှာလဲငါအနေနဲ့ကြတော့လေတစေတယောက်နေနဲ့ ဟိုနှစ်ကြီးကိုဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ဒါဆိုရင်လေနားရင်ပဲဆရာသူတို့ပြန်ရောက်လာတော့စောင့်ရုံပေါ့။နှစ်ယောက်သားဒီအတိုင်းချိန်တွေကြာပြီးဖြတ်တန်းကြတယ်။သူတို့ပြန်ရောက်လာချိန်အိပ်ပျော်နေမိမှဆိုလို့တယောက်ကိုတယောက်မကြာခဏလှမ်းလှမ်းသတိပေးတယ်။တောင်ဆောင်နဲ့ကိုလည်းစိတ်မချအောင်မို့လား။မတော်လို့ဖះကိုကြည်ညိုလွန်းပြီးအပြီးယူပြေးသွားမှဖြင့်ဖို့တော့ကြပင်မန်းလွန်းလို့အိတ်ချင်နေတယ်။ဒါပေမဲ့ပေးတည်ပြီးအိတ်ချင်ပြေးအောင်နှစ်သက်ရစပင်မွေးတွေကိုဆွဲလိုက်နှစ်ထင်ကိုပုတ်လိုက်နဲ့။တစိမ်းရအောင်သူလည်းပဲအိတ်ချင်နေတာပဲ။ ထောင်မရမကမျက်လုံးတွေပြူးနေတောင်ဆောင်နေကြီးကစင်းလူတော်နာကန်လာလိုက်တစီကြီးတို့ထကြည့်တခါပျောက်သွားလိုက်နေပေါ့သူတို့တယောက်ငုတ်တုတ်ကြီးကနေဝါကနေတန်းရင်အညောင်းညာဆက်ပြီးနှုတ်ရှားလာတယ်သူတို့ပြန်ရောက်လာလို့ကိုတော့ကြံနေတစီကြီးတို့ဝမ်းသာအားရအနာကိုပြေးသွားတယ်အိတ်ကောင်းလိုက်တာကွာခုမှပဲနေသားထိုင်သာရှိတော့တယ်ဇက်တွေပါရီခါရင်ရေရွတ်လိုက်တဲ့သူတို့စကားကြောင့်ကိုတော့ကြာတော့လှမ်းနေတဲ့ခြေနှန်းတွေတုန်ငနေပဲတယောက်မျက်နှာတယောက်ကြည့်မိတယ်သူတို့ရေရွတ်ပုံရဆူ ူတို့နှစ်ယောက်ထင်းကြလို့ဖိုးလို့ရှိရစီတွားနေရမဟုတ်ဘူးတယ်လေဆက်ဆက်ထိမခံနဲ့ဖိုးတော့ကြမနေနိုင်ဘူးဆရာသူတော်ဟေးဖိုးတော့ကြခေါ်တော့သူတော်အယောင်ယောင်နာနာနဲ့ပြန်ထူရင်လှဲ့ကြည့်တယ်ခမရဖိုးလို့စီကိုတွားနေရမဟုတ်ဘူးလားငါမတွားပါဘူးမတွားဘူးဟုတ်လားတပည့်ငုတ်တုတ်ကြီးထိုင်ပြီးငြိမ့်နေရဘလို့ဖြစ်တာလဲခုနကမေးတာလားဟုတ်တယ်ဖိုးတော့ကြခက်ဆက်ဆက်ပြန်ပြေတော့သူတော်ဆက်ပြေးပြီးဖြစ်သွားတယ်အဲ့ဒါငါသူတော်အိပ်ပျော်သွားတာလေဟောဗျာ ဖိုးတော့ကြကြည်ကြည်ကွဲကွဲနေချင်းရွတ်တယ်။တစီရသူ့နှဖူးသူပြန်ရိုက်ပြီးဖြစ်မှဖြစ်ရလေဆရာသူတော်ရဲ့ကျုပ်တို့မှာတော့ဖိုးတို့စီတွားနေပါတယ်ဆိုပြီးဒီမှာကိစ္စရှိရတော့မနှိုးရမထင်းရ။ဒါဖြင့်နင်တို့ကမအိဖဲနဲ့ငါ့ကိုစောင့်နေရပေါ့။ဟုတ်တယ်ဆရာသူတော်ဟိုတွားတဲ့အချိန်မျိုးစောင့်နေတာ။နင်တို့ကတော့လေဖြစ်ကိုဖြစ်ရမယ်။တစီနဲ့ဖိုးတော့ကြတော့သူတို့ပညာပြတာခံရပြန်ပြီ။သူတို့ကတော့ထုံးစံအတိုင်းဆက်ဖြည့်ဖြည့်ပေါ့။ခံရသူမြောက်ကတော့မျက်နှာတွေရှုပ်မဲ့လို့နင်တို့ကလည်း ငါသူတော်လေးအိပ်ပျော်သွားမိတာပဲဖြစ်နေလိုက်ကြတာညနာတွေကနွားချေးပုံအူကြီးကြာနေရပဲဆရာသူတော်ခံရတယ်မှာမဟုတ်ပဲကျုပ်တို့ကခံရတာနေအောင်လုံးဒီလောက်အိတ်ချင်တာတော့မိဖဲနဲ့စောင့်နေတာဟိုတော့ကြာထောက်တော့သူတော်ဆက်လေးပူသွားတယ်ပြီးတော့မျက်နဲ့သေးနေနဲ့စိတ်မဆိုးပါနဲ့ငါသူတော်လေးထိုင်ရင်းနဲ့အိပ်ပျော်သွားတာထားလိုက်ပါတော့ဗျာအခုအရေးကြီးတာဟုတ်မေဟိုကိစ္စဟိုတော့ကြာခေါင်းမော့ပြီးတောင်ဆောင်နဲ့ရှိရပဲလှမ်းပြတယ်သူတော်လှမ်းကြည့်တော့တောင်ဆောင်နဲ့ကြည့်ရိတ်ခနဲ့ပုံးခွေတာမြင်ရတယ် ဲ့ဒါရင်ဘာဖြစ်တာလဲဘာဖြစ်ရမလဲကျုပ်တို့တောင်းအောင်စင်းမရကျုပ်တို့မျက်စိနှဲ့ထားတာတဲ့သူတို့မန်းနဲ့သုံးနဲ့ရွှတ်ဆိုတယ်ပဝင်းကျင်ကခြားခြားလဲပြီးမြင်ကွင်းနေပြောင်းကုန်တယ်ဟောဗျာဘုတော့ကြပါဇက်ဟောင်းသားဖြစ်သွားတယ်သူတို့အစင်းလန်းဆိုပြီးတွားနေတဲ့ဘက်ကတောင်ပေါ်ပြန်တက်ရလန်းဖြစ်နေတယ်ဒီတောင်ဆောင်နဲ့ကြီးတရားလွန်သွားပြီသူတို့ဒေါသထွက်သွားတယ်ချက်ချင်းပဲမန်းနဲ့သုံးနဲ့ထန့်ယူပြီးစောင့်ရှောက်တွေခေါ်တော့ရှေ့မှာဖြူယောင်ချက်ဝိတ်တင်နေလူတွေကျိန်းနောက်ထွက်ပေါ်လာတယ် ခြေမကောင်းတဲ့တောင်ဆောင်းနဲ့ကိုတွားခေါ်ခဲ့ကြမန္တန်ဆောင်းတွေရှေခင်းလေးပြောက်သွားတယ်ဘလောက်မှမကြလိုက်ဘူးမန္တန်ဆောင်းတွေကတောင်ဆောင်းနဲ့ကြီးမောင်သိန်းကိုဝုံဝုံကွက်ကွက်ပုံစံနဲ့ဝိုင်းမှာဖမ်းခေါ်လာကြတော့တာပဲကျို့ဖះဟုတ်ကြီးညိုလုံးလို့ခုလိုလုံးမိတာပါကျို့ကိုခွင့်လွတ်ပေးပါတောင်ဆောင်းနဲ့ကြီးကတောင်းမှန်နေခွင့်လွတ်မပေးနဲ့ဆရာသူတော့သူ့လောက်တန်နဲ့ကျုပ်ဆိုရင်ရေကြီးချင်းနုမတက်မောခဲ့တာဟုတ်တယ်ကျုံနဲ့တူတူပဲဘုသောကြာဓောင်းနဲ့ပြောတာကိုတစီကြီးကလည်းမီးလောင်ရလေးပင်ဝင်ပြောတယ် နင်ကမောတက်လို့လားတစီရဲ့သူတို့ကလှဲ့မိတယ်။အော်ကျုပ်ကတော့မမောတက်ဘူးလေ။ဒါပေမဲ့ဖိုးတော့ကြမောနေရောသူ့ကိုကျင်းစာမိတာ။အော်သူတို့ချင်းညင်းခုံရင်ပြောတာကိုနားထောင်နေတဲ့တောင်ဆောင်နဲ့ကြီးခမညာဟိုမျက်နှာကြည့်ဒီမျက်နှာကြည့်နဲ့ငါသူတော့ခွင့်မလုပ်ဘူး။မလုပ်ပါနဲ့ဆရာသူတော့ခမညာကျုံမအောင်ကျုပ်သိပါတယ်။ကောင်းတဲ့အမှားတစ်ခုပါ။ဒါကြောင့်နင်ကတော့ဖခင်ကိုကြည်ညိုတာမှန်တာပေါ့။ဒါပေမဲ့ငါသူတော်တို့ကနောက်ထပ်ဖခင်ပေးမှုအတွက်သွားဖို့အချိန်တွေကြန့်ကြာကုန်တယ်လေ။ ခွင့်လွတ်ပါဆရာသူတော်ရဲ့ခွင့်မလွတ်နိုင်ဘူးဒီတော့အပြစ်ပေးရမယ်မလွတ်ပါနဲ့ဆရာသူတော်ရဲ့မရှာဘူးမဖြစ်မနေဘူးပေးရမယ်သူ့ကိုဘလို့အပြစ်ပေးမှလဲဆရာသူတော်တစေရဝင်မိတယ်ငါတို့ကိုဖះရီကိန်းဝတ်တဲ့ရွာအထိသူ့အမြန်ဆုံးရအောင်လိုက်ဖို့ခန့်ရမှာပေါ့ဗျာတောင်ဆောင်နဲ့ကြီးခမညာဘာမှမတက်နိုင်တော့သူတို့တတိုင်နောင်ဆောင်တဲ့ကြီးရဲ့ကောင်းမှုကြောင့်ရှေးရစင်းသူတော်တွေထားရှိရာကျောင်းစီကိုအမြန်ဆုံးရောက်ရှိကြတယ်။ကျောင်းစီကိုရောက်တော့ဖះရစင်းသူတော်ကိုအနံ့ပြီ ရှင်ရအစူရီနဲ့အတူထားစီတယ်။တောင်ဆောင်တဲ့ကြီးမောင်သိန်းခမညာအစတော်ကလိုက်ပို့ဖို့ကြောင်ရွံ့ခဲ့ပေမဲ့ခမညာကတော့ရှင်ရဖျားနေစုပါဖူးခွင့်ရလို့ဖူးမြော်မွားဖြစ်ပြီးအလွန်ကြည်နူးနေမိတယ်။ငါသူတို့ကနင့်ကိုတမင်ခေါ်ခဲ့တာတောင်ဆောင်တဲ့ကြီး။သူတို့သူခေါ်ဆောင်လာတဲ့စိတ်ကြံကိုပြောပြတော့တောင်ဆောင်တဲ့ကြီးကကျေးဇူးတင်လိုက်တာရှင်ရသူတို့ရဲ့ဒါနဲ့လေဟိုဒီကဖျားသုံးစုကိုဖူးပြီးတော့နောက်ထပ်ကြံဦးမဲ့နှစ်စုကိုလေကျုပ်ဖူးမြော်လို့စိတ်တွေပြင်းပြတယ်။အဲ့ဒါလေ ကျုပ်ဆရာသူတော်တို့နဲ့လိုက်ခဲလို့ရနိုင်မလားနင်းကစောင့်ရှောက်ရတဲ့တောင်ကိုပြည့်ပြီးသွားလာလို့ရရဲ့လားကြားပါလေဆရာသူတော်လောက်ငယ်သားရင်းနဲ့ထားရင်လို့ရပါတယ်ဒါဖြင့်လေလိုက်ခဲ့ပေါ့တောင်ဆောင်နဲ့ကြီးပြောသွားတယ်ဒီလိုဖြင့်ကျုပ်အနုဝမ်းသာမိပြီကျုပ်ထက်ကနမင်းကိုတင်ပြပြီးငယ်သားကိုစီမံပေးရနဲ့ဆရာသူတော်နောက်ကိုကျုပ်လိုက်ခဲ့ပါမယ်ကောင်းပါပြီတောင်ဆောင်နဲ့ကြီးပြန်သွားတယ်သူတော်တို့လည်းဆရာတော်စကားစမြည်တချို့ရှောက်တင်ပြီးကျောင်းစီကနေပြန်ဆင်းလာတော့ ောက်မှာဘိုးစာတီကိုစောင့်နေရတွေ့တယ်။သူတော့နင်တို့အခုပဲနောက်ထပ်ခရီးအဖြစ်တင်မာကိန်းနဲ့ဖခင်ကိုတွားပင်းရလိမ့်မယ်။ချက်ချင်းသာဘိုးတကြားဖိုးတောက်ကြဝင်ပြီးတော့ရှုံမဲပြောတော့ဘိုးတကြားရောအဖိုးရွှေပါရည်တယ်။ချက်ချင်းတွားပင်းမှရမှာပါမောင်တောက်ကြရဲ့။အင်းမော့အဖိုးတို့ရဲ့တွားဆိုတော့လည်းတွားရမှာပေါ့။သူတော်တို့ကဘယ်လိုတွားမှာလဲဘိုးတကြား။တင်မဲတောင်းတင်မဲတောင်းဘယ်နေရာမှာလဲဘိုးတကြား။သူတော်ကဘိုးစာတီပြောတော့စကားကိုတန်ထန့်ရင်ရုပ်ပြီး မိကုံနဲ့တပြိုင်နဲ့ထုံလိုက်တယ်။ဒီကနေတောင်ရက်စုစုကိုသွားပါ။သုံးရက်တာခရင်ရှိရဲ့အခါကျရင်တမင်းတောင်ကိုဆက်သွားဖို့တစုံတယောက်ကဆောင်းဆိုင်နေနေမယ်။သူတို့လူသွားလိုက်ပါမယ်။ဆောင်းရန်ဆောင်းရန်ညပြောအောင်ဘူးကြ။ဆောင်းရန်ဆောင်းရန်တွေကတော့ထွေထူးပြီးရှိမနေဘူး။ဒီကတိထားရမှာဖခင်ကတစ်ပင်အတွင်းမှာကင်းရောက်နေတယ်။ဘယ်စီဘယ်ပင်မှာကင်းရောက်နေဆိုတာဘသူမှမသိနိုင်ဘူး။လာမယ့်လာပြညကျရင်ဖခင်ကရောင်းကြည့်ရကုမြူးဖို့ရှိတယ်။ဒါကလည်းတစ်တွင်းရဖခင်တကူကပုံပုံ။ တထောင်ကြာတရင်ကျုံညကွန်လူမျိုးစုံဆိုတဲ့တပောင်ကိုကောက်ကြည့်ပြီးတော့သိရှိမိတာပဲအဲ့ဒီဖះကြထူးထူးခြားခြားတပောင်တွေဘာတွေနဲ့ပါလားဒီဖះမှမဟုတ်ဘူးရှင်ရဖះတွေမှလည်းတပောင်တွေရှိတယ်ဈေးကိန်းဖះငကားများကူးလို့ကိုယ်တထောင်ကြာတော့ကုန်းထက်ဆန်ကြီးရောင်ဝါတင်းဤတဲ့ဒါကပထမဖះရဲ့တပောင်နောက်ဖះကြလေကိန်းဖះဖုမင်းကူးကနှစ်စုတူပရံပေလက်ဒါဒုတိယတစုရဲ့တပောင်သုံးစုဖះ မြေရင်းကိမ်းပြီးမွေမင်းရဲ့အကိုးွယ်တယ်တထောင်ကြာပြီးတကားတိကလာရောက်ပြီးမှပင့်လိမ့်မယ်ဒါအခုပင့်လာတဲ့ဖခင်ရဲ့တပေါင်းပဲတခုစီတိုင်းမှာဒိဗေတမျိုးစီနေနော်ဟုတ်တယ်ဒါရီအားလုံးကဖခင်တကရသေးချမ်းရိတ်ခဲ့တဲ့တပေါင်းတွေပဲကျန်ခဲ့တဲ့ဖခင်တပေါင်းအတွက်ကတော့အဲ့ဒီကြမှာပဲပြောပြတော့မယ်ဟုတ်ကဲ့ပါဘူးကဲဒါဖြင့်လည်းမိုးရေပန်းနေမတွေ့တော့ဘဲရှောင်းတော်မျိုးမေလာပညာအမိကိုတမင်းတောင်စီအရောက်သွားကြတော့ငါသူ့တော်တို့ကောင်းပါပြီဘုဒ္ဓကြ သူတို့တို့အခုပဲခရီးစတင်မာတော့မယ်။ဘိုးစာတီတို့ပြောပြတာနဲ့သူတို့တို့လည်းကျောင်းဝင်းထဲကနေထွက်ပြီးတောင်ရက်စုစုကိုခရီးစတင်ကြတော့တယ်။လမ်းမှာရွာတွေကြုံရတယ်၊တောတွေဖြတ်ပြီးချောင်းတွေမြစ်တွေကူးရတယ်။သုံးရတာခရီးကိုသူတို့တို့သုံးရမနာမနေသွားကြတယ်။မကြခင်ရက်ပိုင်းချဆိုရင်ရှားတိခါရဝါလာကင်းလို့တရင်ကျွတ်တော့မယ်။တရင်ကျွတ်လာပြီးညမှာဖခင်ရောင်းတော်မြူးမှာဆိုတော့အဲ့ဒီမတိုင်ခင်တင်မင်းတောင်စီကိုသူတို့ရောက်ဖို့လိုတယ်။ ဒီလိုတားဆီးရဖြတ်ကျော်ကုနူပြီးနောက်မှာတော့သူတို့သုံးယောက်တင်မင်းတောင်ကြီးကိုရောက်ကြတယ်။ဘူစာတီတို့ပြောတဲ့ကူညီမဲ့သူဆိုတာရှေ့ရောက်တော့မတွေ့ဘူး။ဒါကြောင့်လဲသူတို့သုံးယောက်တောင်ကြီးတစ်ပင်စီမှာခဏနားတယ်။အနားယူလို့ခဏလောက်ကြာတော့သူတို့တို့စီကိုတောင်ဝေးတစ်ချောင်းထောက်ပြီးတရွေ့ရွေ့နှမ်းလာတဲ့ဖိုးတို့တယောက်ကိုဖိုးတောက်ကြလှမ်းတွေ့တယ်။ဆရာသူတော့ကျုပ်တို့ကူညီမဲဆိုတာဟိုဖိုးကြီးများလား။ဟုတ်မယ်ထင်တယ်။မင်းကြည့်ရင်သိမှာပေါ့။သူတို့ခက်ပေါ့ပေါ့ပြောပြီးထိုင်မြဲတိုင်းထိုင်ရင် အောက်ကကြောက်ခဲနှလုံးကောက်ယူပြီးစော့နေတယ်။ဖိုးကသူတို့နားကိုရှောင်လာတယ်။ဒီကမောင်တို့ကဖះပေးမဲ့သူတွေနားကွယ်။ဟုတ်ပါတယ်။မောင်တို့အတွက်အဖိုးအကူကြီးတောင်းထားလို့ပါ။ဘသူကလဲ။သူတို့ကစော်ကစားတာရှက်ပြီးမေးတယ်။ဘသူကလဲဆိုတာကြဖြေလို့မရပါဘူး။ဒါဖြင့်လဲငါတို့ကလဲမသွားနိုင်ပါဘူးလေ။ဟင်။သူတို့အဖိုးကိုဖူးပေါက်စကားပြောတယ်။ဒီအချင်းအကြောင်းဖိုးတောက်ကြတော့ခင်ဗျာ။အံအားသိမ့်မိတယ်။မောင်တို့အဖိုးနဲ့လိုက်ခဲ့ဖို့လိုပါတယ်။ငါတို့မလိုက်ပါဘူး။ ဖိုးကထက်ခေါ်တော့သူတော်ညင်းနေဆက်သူတော်ဖိုးတော့ကြာအဖိုးကိုအာနာမီလိုဝင်ပြောတော့သူတော်ဘာမှမပြောဘဲကြောက်ခဲနှလုံးကိုပြန်ဆော့နေတယ်အဖိုးအာနာလိုက်တာဗျာဖိုးတော့ကြာပြောတယ်တစီကြီးကဖိုးတော့ကြာနာခဲ့ပြီးလေးတန်တူတူနဲ့ပြောတယ်တော့ကြာဆက်သူတော်ကအကောင်းရက်နေဖောက်ပြီးထင်းနေဖြစ်နိုင်တယ်ဘလို့လုံးဝမှန်းတော့မသိတော့သူတော်သူတို့ပြောတာကိုကြားတယ်ဒါပေမဲ့သူတို့မသိတာ तू ကသိထားသူမို့လားဒါကြောင့်မသိကြိုးချုံပြူရင်နေတယ် တည့်ခိုင်ပါပဲသူတို့နားစီမှာအရှိတခုဖြက်ခနေပေါ်လာတယ်တောင်ဆောင်နဲ့ကြီးမောင်းသိန်းအော်တော်တော်အတင်ရဲတယ်ကောင်ပဲနေရများရာရာဆဆပြောပြောဆိုဆိုတောင်ဆောင်နဲ့ကြီးမောင်းသိန်းကဘိုးစီကိုခုံဝင်ပြီးတောင်ဝေးကိုလူယူလို့အဆင်မပြေရှိုက်တော်တယ်အဖိုးကတောင်ဆောင်နဲ့ကြီးမောင်းသိန်းကိုဘာမှပြန်မလုပ်နိုင်ဘူးရိုက်သည်မအလူလဲခံရင်နာကျင်စွာဟိအော်နေတယ်ဖူးတော့ကြလို့လေတောင်ဆောင်နဲ့ကြီးမောင်းသိန်းကိုစိတ်ဆိုးပြီးဝင်ရောက်ဆွဲတယ် ူတို့ဆွဲတော့မှအဖိုးကိုလည်းတက်တာရရပြီးနေရာကနေကတော့ကမျိုးပြေးတော့တယ်အဲ့ဒီကောင်ကမကောင်းဆိုးဝါးတပတ်ကောင်ကြီးဟဲ့မောင်တို့ရဲ့တောင်ဆောင်နဲ့ကြီးမောင်တင်းပြောတော့ဖူတော့ကြတော့ထွက်ပြေးတဲ့အဖိုးကိုလှမ်းကြည့်မိတယ်ဖះဖះတုံးဆက်စီအရောက်မှာပဲအဖိုးကြီးအသွင်ရနေပြောက်ပြီးအမွှေးမြင်တွေနဲ့ကြီးမားတဲ့တပတ်ကြီးဖြစ်ပြောင်းသွားပြီးတော်ရင်ဆက်ပြေးတော့တယ်ဘလို့များဖြစ်ရတာလဲသူကသူအထင်ကြီးနေတဲ့တပတ်လေဒီတောင်ကြီးမှာသူကကြက်စားပြီးသူ့အပြင်တခြားကိုမလို့လို့လာပြီးတော့နှောက်ရက်တာ ူတော်လှင့်မကြည့်ပဲပြောတယ်ဖူတော့ကြတော့အာအသိရပြီဆရာသူတော်အစတည်းကတိနေရလားတိနေပါဒါဖြင့်ဘာလို့များမလှုပ်လွတ်တာလဲဗျာပြင်းလို့လေပြင်းလို့ဩဖူတော့ကြနဲ့တစီရင်သူတော်ကိုကြည့်ပြီးဘာပြောမှမသိဖြစ်နေတယ်ခဏကြတော့သူတို့နားစီကိုခက်ရွယ်ရွယ်လူတယောက်ရောက်လာတယ်ဒါမှကုညီမဲ့သူဟာတောင်ဆောင်နဲ့ကြီးမောင်တင်းကပြောလိုက်ဒီလူအနားကိုရောက်တော့ပြုံးကြီးပြပြီးဆရာသူတော်တို့ရောက်နေတာကိုကျုံမသိနိုင်လို့နောက်ကျသွားပါတယ်ခွင့်လို့ပါ ရပါတယ်။ဟုတ်ကဲ့ကျုံနဲ့မြန်မောင်းထိန်မှာဟိုတဖက်နာကြောက်တုံးနာမှာကျုံရဲ့ဗိမ့်မှရှိပါတယ်။ဟုတ်ပါပြီ။တော်တော်ကြွားထူတဲ့နဲ့လို့တစေကြီးကတွေးလိုက်တယ်။ဒါနဲ့ခုနကတပတ်ကြီးငထွေးဒီဘက်ကနေထွက်ပြေးတော်လာတွေ့မိတယ်။တရားဆရာတို့သူနှောက်ရက်ပြန်နေထင်တယ်။ဟုတ်တယ်လေ။ကျုံရိုင်းလိုက်လို့သူပြေးရော။တောင်ဆောင်နဲ့ကြီးမောင်းတင်းကကြွားဝါလုံးနဲ့နဲ့မောင်းထိန်ကိုပြန်ကြွားပြီးတော့ပြောတယ်။သူကဒီလိုပါပဲ။ကြောက်လာသူတန်းကိုခြောက်လန့်နှောက်ရှမ်းအမှကြေးနဲ့တက်တာ။ကဲ ငါတို့တောင်ပေါ်တက်လို့ပြီလမ်းပြန်လိုက်ပို့ပြီးတော့သူတို့လူရင်းစကားထပြောတယ်ကြောက်တုံးမှနေတဲ့နှက်မောင်တင်ကသူတို့တို့တောင်ပေါ်ခေါ်ဆောင်တယ်လမ်းကောင်းစီရခေါ်ဆောင်တာမှုမြန်မကြံမှာပဲတောင်ပေါ်ရောက်ကြတယ်တောင်ပေါ်ရောက်တော့သူတို့လည်းကြီးမန်းရအောင်ရောက်ရပြီလာပြညာမနဲ့ပြန်မဆိုတော့ချင်ရလဲလုံလောက်ရုံမကသူတို့တွေပူတောင်းနေတယ်ဒီတော့သူတို့လည်းစင်းတို့တော်စီကရှောင်းတော်ကူမြူးမဲ့လာပြညာကိုရောက်ဖို့စောင့်ဆိုင်းုံမရှိတော့တယ်သူတို့နှက်မောင်တင်ကိုပြန်လွှတ်လိုက်တယ်ပြီးတော့လေးယောက်သား တောင်ပေါ်မှာပဲတင့်တင့်ရနေရကိုစီယူပြီးစောင့်ဆိုင်းရင်းနေကြတော့တာပေါ့ဒီညက်နေရတော့လာပညာရဲ့ညက်နေခင်ဖြစ်တယ်သူတော်တို့တွေညက်နေဆောင်နေရတောင်ထိတ်စီရက်ပြီးဘေးဝင်းချင်းအရက်ရှိမျက်နှာကိုညက်ချီမပြတ်အခဲခန့်နေတယ်နတ်မောင်ထိန်နဲ့သူတို့စီကိုရောက်လာတယ်မိုးချုံစပြူတော့ကြည်နေနေတဲ့ကောင်းကင်ရဲ့အရှိရက်စီကလာပြဝန်ဝိုင်းဆက်ဆက်ကတဖြည်းဖြည်းထွက်ပေါ်လာတယ်လာပြဝန်ရဲ့အလင်းရောင်ကြောင့်ခုနကချင်းနေဝင်ရောက်လာတဲ့အမောင်တို့ကတတ္တလောကစီကနေ ပြန်လေထွက်ခွာသွားတယ်။ညာပိုင်းချားစီကိုရှောက်လာတယ်။သူတော်တို့တစ်တိုက်တောင်ထိပ်စီကနေရှက်ရင်အရှက်မျက်နှာအသေးသေးမျက်ခြေမပြတ်တမ်းကြည့်နေတယ်။ရှေးရှည်ရဖျားတွေကိုပင့်ရတော့ကခုလိုမဟုတ်သူ့တဲကနဲ့သူဆိုတော့ရှင်းဆိုင်ဖြည့်ရှင်းပြီးပင့်ဆောင်ရုံမင်းခုပြကြတဲကရှိမနေဒါပြင်ကိန်းဝင်ရအောင်လဲတစ်ပင်တပင်းလိုပဲတည်ထားတယ်။ဒီတော့တောင်ကျောစီမှာတစ်ပင်တွေကထောင်ချီတောင်ချီဘဲပင်စီမှာဆင်းလို့တော့ကိန်းဝင်တဲဆိုတာဘယ်သူကသိနိုင်ပါမလဲ။ မျက်ဒီဝါတွေတော့သိနိုင်မယ်မထင်ဘူး။ဒါကြောင့်လဲစိတ်ရှိရှိနဲ့စင်းတို့တော်စီကရောင်ကြီးတော်ကမြူးမဲ့အချင်းဦးပဲစောင့်နေကြတယ်။ညကတဖြည်းဖြည်းနက်လာတယ်လို့လာပြေဝန်ကလည်းသူတော်ရင်းရဲ့ခေါင်းပေါ်ရောက်လာပြီးအလင်းရကောင်းကောင်းနဲ့ထိမ့်ထိမ့်သာပေးနေတယ်။ဆက်ဆရာသူတော်ဟုတ်မလား။ဘုတော်ကြပြပြတယ်လဲပြောရင်သူမျက်နာမူထားတဲ့အရက်ကိုလှမ်းညွန်နေ။သူတော်တို့လည်းကြည့်ပြီးတော့တစ်ပင်အောင်တနေရာစီကစူးရှတောက်ပါတဲ့အလင်းတချို့ထွက်ပေါ်လာပြီးကောင်းငင်စီတရရိတ်တက်တာကိုလမ်းမြင်လိုက်ကြတယ်။ အဲ့ဒါခန်းကိုပင်အုတ်ကြီးစရာပဲလာလာသွားစုလမ်းတီးရဲ့နှက်မောင်တင်ကသူတော်တို့ဥဆောင်ခေါ်တယ်သူခေါ်ရလမ်းအတိုင်းလိုက်မိတယ်ခဏအတွင်းအခက်ခဲမရှိအလင်းရောင်ကြီးတွေထွက်ပေါ်နေတဲ့ခန်းကိုပင်အုံအုံဆိုင်းဆိုင်းစီကိုရောက်ရှိကြတယ်အလူတပ်ပယ်လိုက်တာလူသုံးယောက်ဖက်စာလောက်မကကြီးမားလို့နဲ့ခန်းကိုပင်ရဲ့ပင်စီစီကထွက်ပေါ်နေတဲ့အလင်းရောင်တွေကြားမှာညံတော်အဖျင်းထွားဆိုင်တတရှိမေစင်စွေနှစ်ယောက်ဆင်းလို့တော့သူတော်တို့ဖူးတွေးကြရတယ် ုံရဆုံရခဲ့တဲ့ခိုင်တန်တွေဆိုတော့သူတော်တို့အားလုံးညီမထိုင်ချပြီးလက်ဝကူစီချီပြီးဥကြကတော့လိုက်ကြတယ်။စင်းတော်စင်းရရှောင်းတော်တွေအချိန်နှဲငယ်ကြကြကုမျိုးနေပြီးတဲ့နောက်တော့တဖြည်းဖြည်းပြန်လေသေးမိန်လာတယ်။ဖုတောက်ကြပင်းတော့သူတော်တရိပ်ပြီးတော့ဖူးမြော်ရင်နှင်းမျောမီးရဲ့ဖုတောက်ကြတယောက်တရိပ်ဝင်လာတယ်။လက်ဝချီမပြတ်ထန်ရထလို့စင်းတော်စီသွားတော့အလွန်မင်းစုရှလုံးနဲ့အလင်းရောင်တစ်ချက်ဖြစ်ပေါ်လာပြီးသူတော်တို့အားလုံး မျက်လုံးတွေပြားဝေးကုန်တယ်အလင်းရောက်ပြန့်မိန်သွားတယ်ဒီအခါသူတော်တို့မျက်လုံးတွေဖွင့်ကြည့်တယ်ဒီအခါမှာစင်းတို့တော်ကတခါရင်ဖြစ်ခဲ့ဘူးတဲ့ဖိုးတောက်ကြရဲ့ရှင်ခွေမှာစံပယ်ရဲ့သားရှိနေခဲ့ပြီရှောင်းတော်ပြချင်းတော့လုံးဝမရှိတော့ဘူးသူတော်တို့အားလုံးဒီအဖြစ်ပြက်ကိုဘသူမှစကားမဆနိုင်သေးပဲကြည်နေမိကြတယ်ငါအခွင့်ထူးလိုက်တာငါတကယ်ကိုအခွင့်ထူးကိုရှားလိုက်ပါလားတကယ်ကိုကန့်ထူးလို့နဲ့ငါပါပဲတောင်ဆောင်တဲ့ကြီးမောင်သိန်းစီရ တုံတုံရင်ရင်နဲ့ရင်ယူလိုက်တဲ့အတန်ဒီအတန်ကြားမှာသူတို့တို့တရီဝင်လာတယ်။တောင်ဆောင်နဲ့ကြီးမောင်သိန်းစီကိုအားလုံးကြည့်မိတယ်။တောင်ဆောင်နဲ့ကြီးမောင်သိန်းဘသူဘလူကြည့်ပါစေသူ့အကြည့်ကဘုတော့ကြပိုက်ထားတဲ့စင်းတို့တော်စီရနေ။ဘယ်ဟုမှမခွာဘဲရှိနေသလိုနှုတ်စီရလေငါတကယ်ကိုကန့်ထူးလို့မလားဆိုတဲ့စကားကိုပဲအကျဉ်ကျဉ်ရှင်ရွတ်နေတော့တယ်။သူတို့တို့လည်းတောင်ဆောင်နဲ့ကြီးမောင်သိန်းအဖြစ်ကိုကြည်နူးမှုတွေအပြေးအဝါနဲ့ပြုံးလို့ကြည်နေမိတော့တယ်။ ရိသက်များရှင်ဒီနေ့ရတင်ဆက်မှုဒီနောက်နေ့ပဲရှင်းနာကျင်ပါတယ်။နားဆင်ပေးခဲ့တဲ့ရိသက်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။